ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘိန်းနေသည့်နှလုံးကျွေးပြီးတော့တယောက်ယော့နေဆိုစီတက်ကိုဂိုးပြတ်အနိုင်ခဲ့တဲ့မန်ယူယူရိုပါလိပြိုင်ပွဲမှာမန်ယူတို့အနိုင်ရသွားတယ်ဆိုတဲ့သတင်းကတိတ်ပြီးတော့မထူးဆန်းတဲ့သတင်းတစ်ခုလိုတော့ဖြစ်နေပါပြီဘာသာလဲဆိုရင်ဒီအားသည့်ယူရိုပါလိမှာရှုံးဝဲမရှိသေးတဲ့အသင်းကမန်ယူတစ်သင်းနဲ့ပဲရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်မန်ယူသင်းကပြီးခဲ့တဲ့ညကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာစပိန်ကလပ်ရီယယ်ဆိုစီတက်အသင်းကိုလေကိုတကိုးဆွဲရလာတဲ့သူအနိုင်ရရှိခဲ့ပြီးတော့သူတို့တွေဟာစပိန်ကုန်းဆွဲပွဲကိုဆွန့်လွတ်သွားခဲ့ကြပါတယ် ခုပွဲမှာ United အသင်းတို့အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေလည်းတွေ့လာပြီးတော့ Emery လက်ထက် United အသင်းရဲ့စိတ်ကျဉ်းနှံရှာအကောင်းဆုံးခြေစွမ်းကိုလည်းမြင်တွေ့ခဲ့ရတဲ့ပွဲလို့ဆိုရမှာပါအခုနောက်ပိုင်းပွဲဒီမှာ Emery ကအမြင်မှန်ရပြီးတော့ Bruno Fernandes ကိုပုံမှန်တိုင်းနံပါတ်10ရိုးပြန်ပြီးတော့သုံးနေတဲ့အတွက် Man United ရဲ့တိုက်စစ်စွမ်းဆောင်ရေးကတီးတသားကိုပြောင်းလဲသွားခဲ့တာကိုလည်းမြင်တွေ့ထားရပါတယ်ကြီးကျူအမကတော့ Zack Zee ဖြစ်ပြီးတော့အရင်လိုပြင်းပြင်းတွဲလေးလေးကြီးပုံစံမျိုးမဟုတ်တော့ပဲတူအားယုံအားကောင်းကောင်းလေးနဲ့ကစားပြနေလို့အဆုံးသက်ပိုင်းအားနေချက်ရှိနေစေဆိုပေမဲ့သူ့ရဲ့ကစားပွန်တော်တော်လေးတော့ဂျင်းနေဆရာကောင်းလာနေခဲ့ပါတယ် ိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာ ပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39633လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်သို့ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာနောက်တဲ့ချီချူအမကအချိန်လိုတွေးမှာပဲမိုင်ဝင်တဲ့မှာအန်ဝင်လာတဲ့ကစားမသိ Patrick Dogu ပါပဲ ဒီဘက်မှာဒေါ်ကွေး attacking threat တွေကဆိုစီရက်ခန်းစစ်ကိုတစ်ချိန်လုံးချင်းချောင်းနေနိုင်ခဲ့တယ်လို့သူကြောင့်ပန်နိတစ်လုံးနဲ့ရပြီးတော့ဆိုစီရက်ကစားမတယောက်ပါထုတ်ပယ်ခံလိုက်ရပါတယ်။ကက်စမဲရိုကလည်း real မှာတော့ကလို့ပုံစံကောင်းမျိုးပြန်ရနေတာဖြစ်တဲ့အတွက် Bruno Fernandes ဆာခန်းစစ်ကိုပြန်ဆင်းကူစရာမလိုတော့ပဲတိုင်းစစ်ကိုစိတ်ကြိုက်ကစားကွင်းရရှိနေတာပါ။ Bruno Fernandes ရှေ့တက်သွားတဲ့အချိန်မှာ Masrawi ကကက်စမဲရိုနဲ့အတူကွင်းလယ်ဖြတ်ပုံစံတက်ကစားခဲ့ပြီးတော့သူရဲ့တိုင်းစစ်ကိုချိန်သားကြိုက်လိုက်ပါမှုတွေကလည်းအထောက်အကူဖြစ်စေခဲ့ပါတယ်။ပွဲစား7မိနစ်မှာပဲ Man United ဆိုစီရက်ကိုပန်နတီကနေ ဦးဆောင်ကိုခွင့်ပြုပေးခဲ့ပြီးတော့သူတို့တို့ကခက်ခဲတဲ့ပွဲစဉ်ပွဲကိုမြင်တွေ့သွားအောင်မလားဆိုတော့အတွင်းမျိုးဝင်ခဲ့မိပါသေးတယ်။ဒါမှလည်းမန်ယူကမန်ယူပါပဲဆိုပြီးပြောရအောင်ဦးဆောင်ကိုပေးရပြီးတော့9မိနစ်ကြာမှာပဲပန်နရီပြန်လည်ရရှိခဲ့ပြီးတော့ခြေပါကိုပြန်လည်ရရှိသွားပါတယ်။အဆိုပါပန်နရီကိုတော့ထုံးစံတိုင်းဘရူနိုကပဲကန်သွင်းခဲ့တယ်လို့ဒုတိယပိုင်းမှာထပ်မံရရှိတဲ့ပန်နရီနောက်ထပ်တစ်လုံးကိုလည်းဘရူနိုဖာနန်ဒက်စ်ကပဲအမှားမရှိကန်သွင်းရယူသွားခဲ့ပါတယ်။မန်ယူကပန်နရီနှလုံးနဲ့ဆိုစီတော့ဦးဆောင်နေခဲ့တဲ့ပြင်63မိနစ်ရောက်မှဆူစတက်ဘက်ကတယောက်ထုတ်ပဲခံလိုက်တဲ့ချိန်မှာတော့ရာရာမန်ယူတို့ ဓမေစာရီတောက်ထက်တောင်မှပိုပြီးတော့လွယ်ကူလွန်းသွားတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။မိုင်သိန်းကစားမရီယာခြေဆွမ်းကောင်းနဲ့ကိုစီလည်းပြသခဲ့ကြတော့တရားဒီလိုမှာကိုကန်သွေးမှုအများဆုံးပြုလုပ်နိုင်တဲ့ပွဲစဉ်ဖြစ်ကိုပေါကန်သွေးမှု24ကြိမ်ဒီမိုင်သိန်းကပြုလုပ်ပြနိုင်ခဲ့တာပါ။မိုင်သိန်းကနောက်ထပ်ဂိုးတွေကိုတော့ဘရူနိုနဲ့ဒလောတို့ကထပ်မံသွင်းခဲ့ကြပြီးလေးဂိုးတကိုးဆွဲရလာတဲ့အတူမိုင်ကယူရိုပါလီမှာနိုင်ပွဲတစ်ပွဲကိုဂိုးပြရရှိသွားခဲ့ကြပါတယ်။မိုင်သိန်းကဟက်ထရစ်ရခဲ့တဲ့ဘရူနိုကယူရိုပါလီသမိုင်းတစ်လျှောက်သွင်းကုန်းနဲ့ဖန်တီးမှုအများဆုံးစားမဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘရူနာယူရိုပါလီမှာ24ကိုသွင်းပြီးတော့ဂိုးပန်နေမှု18ကျင်းပြီးပြုလုပ်ထားနိုင်ခဲ့တာပါ။မန်ယူတင်းတော့တော့တကယ်ကိုကျန်တဲ့စာကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးသူတို့တွေကယူရိုပါလီဖလားကိုရယူသွားပြီးတော့ချန်ပီယံလိဝင်ခွင့်ရဖို့ထိကိုမျှော်လင့်ထားခဲ့ကြတာပါ။ဒါကြောင့်လည်းမန်ယူဟာပရီးမီးယားလိမှာရလဒ်တွေဘလောက်ပဲစိုးနေပါစေယူရိုပါလီမှာတော့ပုံစံကောင်းတွေဆက်လက်ပြသနေပြီးတော့မထူးဆန်းတဲ့ပုံမှန်ဖြစ်စေနေလို့ရလဒ်ကောင်းတွေကိုပိုင်းဆိုင်နေခဲ့တာပဲဖြစ်ပါတယ်။စောင်းလေးကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။